မင်္ဂလာပါအခုကြည်နေတဲ့အထဲမှာစနေသားသမီးအင်္ဂါသားသမီးသသာပရိသားသမီးတောက်ကြသားသမီးတွေပါတယ်ဆိုရင်ဒီ post လေးကိုကြည့်ပြအောင်ကြည့်လိုက်ပါမိတ်ဆွေတင်းတို့အတွက်2025ဟာအရန်ကကောင်းတဲ့နှစ်တွေကိုဖြတ်တန်းအမှာဖြစ်ပါတယ်ဘယ်အချိန်မှာပိုကံကောင်းမလဲဆိုတော့တကြံပြီး23ရက်နေ့ကနေစပြီးအရန်ကံကောင်းတဲ့နေ့တွေကိုဖြတ်ကြအောင်ပါ2025မှာ စနေသားသမီးအင်္ဂါသားသမီးကြာသာရီသားသမီးတောက်ကြာသားသမီးတွေဟာစီးပွားပွင့်တာတွေလက်ချွင်တာတွေเนาะထင်တိုင်းအတိုင်းအောင်မြင်တာတွေမျောလင့်တာတဲ့အရာတွေမျောလင့်ချက်တွေစင်ကဲစင်ကဲတိုးပွားပြီးတော့အောင်မြင်လာပါလိမ့်မယ်เนาะဟိုစမ်းမခြင်းနေချမ်းသာခြင်းတွေလည်းကြုံတွေ့ရမှာပါငွေကြေးလက်လာပါတွေဒီလိုနှစ်တွေမှာဆုံးရှုံးခဲ့တဲ့အရာတွေအားလုံးကိုတင်တော့2025မှာ လက်ဝဲပိုင်ပိုင်နေတာပြန်ရမှာဖြစ်ပါတယ်နော်ဒါကြောင့်မလို့2025ဟာအင်္ဂါစနေစတာဝေးတောက်ကြပါသမီးတွေအတွက်နှစ်လို့ပြောရင်မှားမယ်မထင်ပါဘူးနော်အဲ့တော့အဲ့ဒီနှစ်ဒီမှာမိတ်ဆွေတို့ကလုပ်ငန်းတွေကိုတိုးချဲ့ပြီးလုပ်တင်ပါတယ်နော်စက်တူစက်ဖက်အလုပ်တွေဆိုလည်းအဲ့လိုနိမ့်နေနိမ့်နေစက်တူလုပ်တင်ပါတယ်အခြေအိမ်ဆောင်ရေးတွေလည်းအရင်နှစ်ဒီမှာခက်ခဲခဲ့တယ်ပူလောင်ခဲ့တယ်ငိုကြွခဲ့ရတယ်ဆိုရင်အခြေအိမ်ဆောင်ရေးတွေကလည်းအဲ့ဒီနှစ်ကဒီစကူလာမယ်2025တင်လို့အရန်ကကောင်းမယ်နှစ်လို့ကျမကဟောပြီးကျင်ပါတယ်နော် နောက်တစ်ခုကဘာလို့လို့ချောမွေးဖို့ဆိုတဲ့အရာလေးဆိုတာကြုံခဲ့တယ်နော်မိတ်ဆွေတို့ကအဲ့ဒီ2025မှာအဲ့လိုရာလေးတွေကိုကြုံရမှာဖြစ်ပါတယ်ဒါကြောင့်ကံကောင်းခြင်းနေလက်လာပါတွေရွှင်ခြင်းနေကိုကြုံမှာဖြစ်တဲ့အတွက်မိတ်ဆွေတင်လို့ကိုဖယားလေးပို့ပြီးတော့ဖယားတရားလေးပို့ပြီးလှုပ်စေခြင်းနဲ့နော်ပရီးကိုတစ်ချိန်လုံးစိတ်ခိုင်းနေတာမဟုတ်ပါဘူးကောင်းတဲ့စိတ်လေးထားပေးပါ ကောင်းတဲ့မေတ္တာလေးပို့ပေးပါကောင်းတဲ့စိတ်နှလုံးလေးနဲ့အလှူဒန်းလေးတွေလုပ်ပေးပါ အဆိုရင်တင်လို့ရကံကောင်းစေနေတာတင်လို့လက်ထဲကိုလက်ဝက်ပမာဏရှိမှဖြစ်ပါတယ်ဒီထက်ပိုပြီးကံကောင်းစေခြင်းနဲ့ဆိုရင်တော့ကလေးတွေကိုအစာကျွေးပေးပါလမ်းပေးခွေးလေးတွေကိုအစာကျွေးပေးပါစီရင်နွားပါတဲ့သူတွေကိုအလူဒနာလေးလုပ်ပေးပါမိတ်ဆွေသင်ကံကောင်းမှကြည့်ပေးပါလို့ရှိရှင်ကျေးဇူးတင်ပါတယ်ကျမရဲ့မိတ်ဆွေပျော်ရွှင်ခြင်းစက်မှခြင်းချမ်းသာခြင်းအပြည့်ဝရပါစေရှင် အားလုံးပဲမင်္ဂလာပါရှင်ဆရာမ page ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဆရာမအခုပြောပြချင်တဲ့ကောင်းငင်ကတော့ဒီ2025အတွင်းမှာချမ်းသာကြွယ်ဝခြင်းနဲ့ပြည့်စုံပြီးတော့ဒါကိုယ့်ရဲ့အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ကံကောင်းလာမယ်နေနံလေးအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါရှင်အဲပထမဆုံးနေနံကတော့အင်္ဂါသတိမိတွေဖြစ်ပါတယ်အင်္ဂါသတိမိတွေကတော့အခုရရှိ ုယ့်ရဲ့အလုပ်ကံကံကြမ်းမှာလည်းပတ်သက်ပြီးတော့ဒါတော်တော်လေးဟိုမှာအဆင်ပြေလာနိုင်နေဆိုတော့အနေအထားမျိုးလေးတွေမြင်နေဆိုတော့အများစုအင်္ဂါသတိအများစုကကျတော့ကိုယ့်ရဲ့လက်ရှိလုပ်တည်တာပေါ့နော်ဒါကံကောင်းလာနိုင်ကိုကအင်ချန်မီ အခုဒီ2025ရဲ့မှာတော်တော်လေးကိုမှအကျိုးပေးနိုင်တယ်ပေါ့နော်အဲဒါအပြင်ကိုယ်ပိုင်ကြောက်ရောင်းဝယ်လုပ်ငန်းတွေထပ်ပြီးတော့လုပ်ကင်နေဆိုရင်လည်းအဆင်ပြေတယ်ဆိုတော့တော်တော်များများကတော့အဲ့လိုမျိုးဒါလုပ်ငန်းတွေကကိုယ့်ရဲ့အကျိုးပေးလုပ်ငန်းတွေပေါ့နော်အဲအကယ်လို့ကိုယ်ကလက်ရှိဖြစ်အလုပ်ကနေပြီးတခြားအလုပ်တခုကိုပြောင်းလဲပြီးတော့လုပ်ကင်ခြင်းနေဆိုရင်တော့ဒါဒီအထဲမှာပေါ့နော်2025ကတော့ဒါအဲ့အတွက်အရင်ကမှကန့်ကောက်နေလို့ပြောရမှာပေါ့နော်ဆိုတော့ကိုယ်ကကိုယ်လုပ်လိုက်တဲ့လုပ်ငန်းတွေကမထင်မှတ်ထားဘဲနဲ့ထပ်ပြီးတော့အမြင်နာမျိုးပေါ့နော်အဲ့လိုမျိုးကြုံရနိုင်တယ် နောက်နေ့နံတစ်ခုကတော့ဂျာတာပိတာသမီးတွေဖြစ်ပါတယ်ဂျာတာပိတာသမီးတွေကလည်းဒါမျောလေးတဲ့အနေနဲ့တစ်ခုရောက်ရှိနိုင်တယ်ကျွန်တော်ကိုယ့်ရဲ့ဒီ အလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့ကံစားတာကံကောင်းလာတဲ့မျိုးလေးရှိမယ်ဆိုကိုယ့်ရဲ့အလုတ်ကအကြောင်းတော့အရင်ကထက်ကိုမှအဲဒါငွေကြီးပိုင်းမှာကံကောင်းလာတာမျိုးလေးတွေဒါမှမဟုတ်ရင်ကိုယ့်ကိုယ်ကိုယ့်ရဲ့အထက်လူကြီးကကြည့်လို့ပဲဖြစ်ဖြစ်စေပေါ့နော်ကိုယ့်အတွက်မမျောလင်းနိုင်တဲ့အနေအထားတစ်ခုကိုရောက်ရှိနိုင်တယ်ဆိုတဲ့အနေအထားမျိုးလေးနည်းနဲ့ဆိုတော့အဲဒါအလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့ story ကိုမှကံကောင်းသွားနိုင်တယ်ဆိုတဲ့အနေအထားမျိုးလေး ကင်ကံအရန်ကိုမကောင်းမဲစီးပွားရေးကံအရန်ကောင်းမဲကိုယ်လုံးလိုက်တဲ့အလုပ်တွေကအောင်မြင်တဲ့အလုပ်တွေပေါ့နော်ပို့ပြီးတော့မှပုံမြင်လာတယ်ပေါ့နော်နောက်နေ့နဲ့တခုကတော့တောက်ချာသားသမီးရေးဖြစ်ပါတယ်တောက်ချာသားသမီးနေရာလေးဒါဒီမှာသားသမီးရေးလို့ပြောပေါ့နော်အလုပ်လုပ်ကင်ပတ်သက်တဲ့ကံကြမ္မာရေးပေါ်လို့မှအဆင်ပြေလာနိုင်တယ်ကိုယ့်ရဲ့လက်ရှိအလုပ်ကဒါအရင်ကထပ်ကူမှပို့ပြီးတော့မှအဆင်ပြေလာတာမျိုးရှိမယ်ဆိုတော့ဘယ်လိုပြောရမလဲဆိုရင်တော့ဒါ အရင်ကနဲ့ပိုပြီးတော့ကံကောင်းလာတာမျိုးပဲဖြစ်ပါတော့။ဘယ်လိုမျိုးကံကြမ်းလေးကြောင်းလာနိုင်လဲ။တောက်ချတာတမီးကြီးကတော့ကိုယ်မမျောလင့်ထားတဲ့အရာကမမျောလင့်ထားတဲ့အလုပ်ကနေပြီးတော့အဲဒါမတင်ထားတော့အောင်ပေါ့နော်။အောင်မြင်တာမျိုးအောင်မြင်မှုရရှိတာမျိုးပေါ့နော်။ဘယ်လိုမျိုးအဲကံတရားလေးပြီးတော့ကြောင်းရနိုင် မြင်ပါတယ်။နောက်ဆုံးအနေနဲ့တစ်ခုကတော့တနင်္ဂနွေသတင်းပဲ။ Sorry စနေနေ့သတင်းတွေဖြစ်ပါတယ်။စနေနေ့သတင်းတွေကလည်းဒါပြောရမယ်ဆိုတော့ကိုကဒီ2025ရေမှာအလုံးချဖို့ရည်ရထားတယ်ဆိုတော့အလုံးကောင်းတစ်ခုအလုံးကိုယ်ထွက်ရည်ရှိမြဲမယ်အလုံးတစ်ခုရရှိနိုင်မယ်ဆိုတော့အနေထားမျိုးလေးမြင်ရပါရှင်။ဆောချမအခုပြောပြသွားရတဲ့အကြောင်းအရာကတော့ဒီ2025အတွင်းမှာချမ်းသာကြွယ်ဝခြင်းနဲ့ပြည့်စုံပြီးတော့အလုံးကိုင်ကန်ချွာကောင်းမွန်တဲ့နေ့နိုင်ကြအောင်ပြုပြပေးသွားတာဖြစ်ပါတယ်။ဆိုတော့အားလုံးပဲဒီဗီဒီယိုလေးကို like and share လုပ်ပေးပါအောင်ရှင်။